ပူရာအကူကိုနားဆင်နေတဲ့ပရိသတ်များအားလုံးမင်္ဂလာပါရှင်။ဒီကနေ့မှာတော့ကျန်းသာအခြေပြုအကျံဖတ်မှုတိုက်ဖြည်းရေးမှာအရေးကြီးတဲ့မှတ်တိုင်တစ်ခုဖြစ်ခဲ့တဲ့ကနေဒါနိုင်ငံရဲ့အဖြစ်အပျက်ကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ဒီဖြစ်ပြဟာကျန်တာအခြေပြုအကြံဖတ်မှုတိုက်ဖြည့်ရေးမှာပါဝင်တဲ့အမျိုးသမီးအခွင့်အရေးနဲ့လူ့ကျွေးရေးအတွက်အရေးကြီးတဲ့နေ့တစ်နေ့ပဲဖြစ်ပါတယ်။ 1989ခုနှစ်ဒီဇင်ဘာလ6ရက်နေ့ဟာကနေဒါနိုင်ငံကွေဘက်ပြည်နယ်မွန်ထရီယယ်မြို့မှာရှိတဲ့ Eco Polytechnic လို့ခေါ်တဲ့ Engineer College အတွက်ဘယ်တော့မှမပြောင်းနိုင်မှာမဟုတ်တဲ့ရည်ဆွဲတစ်ခုပဲဖြစ်ပါတယ်။အဲ့ဒီနေ့ညနေခင်းမှာမလဖင်ဆိုသူအသက်25နှစ်အရွယ်အမျိုးသားတအူဟာစက်မွေးအင်ဂျင်နီယာဌာနကစာသင်ခန်းတစ်ခုတည်းကိုပြစ်ခတ်နိုင်တဲ့လက်နက်နဲ့အတူဝင်ရောက်လာခဲ့ပါတယ်။သူဟာအတန်းတည်းရအမျိုးသားတွေကိုဖိခိုင်းပြီးအမျိုးသမီးတွေကိုသာပြစ်မှတ်ထားပြီးစတင်ပြစ်ခတ်ခဲ့ပါတယ်။ မလဖင်ရဲ့အကြံဖတ်မှုဟာစာသင်ခန်းတစ်ခုရဲ့နည်းရက်တက်မသွားပဲကျောင်းဆောင်တစ်ခုလုံးကိုလှည့်ပတ်ပြီးအမျိုးသမီးတွေကိုသာရွေးချယ်ပြစ်ခတ်ခဲ့တာပါသူဟာအမျိုးသမီးတွေဟာအမျိုးသားရဲ့နေတန်းတူအင်ဂျင်နီယာလိုဘာသာရပ်မျိုးကိုလေးလာခွင့်မရှိဘူးလို့ယူဆပြီးအမျိုးသမီးမုံတိဝါဒကိုအခြေခံပြီးတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်ဒီဖြစ်ရဆိုကြောင့်အင်ဂျင်နီယာចောင်းသူ73ဦးနဲ့ចောင်းဝန်ထမ်းအမျိုးသမီး2ဦးစုစုပေါင်းအမျိုးသမီး74ဦးဟာအသက်ဆုံးရှုံးခဲ့ရပါတယ်။နောက်ဆုံးမှာတော့တရက်ခမ်းမလက်ဖင်ဟာသူ့ကိုယ်သူတည်ចောင်းချက်စီသွားခဲ့ပါတယ်။ အဲ့ဒီဖြစ်ရဟာကနေဒါနိုင်ငံတော်ဝန်လုံးကိုထိလန့်တလုံးစီခဲ့ပြီးမွန်ထရီယယ်အစုလိုက်ပြုံလိုက်တပြက်မှုလို့လူသိများခဲ့ပါဗျ။ဒီဂျန်ပတ်မှုဟာအမျိုးသမီးအခွင့်အရေးတိုက်ပွဲဝင်သူတွေအပေါ်ယူရပြီးကျူးလွန်ခဲ့တဲ့ feminism ချင်းရေးတိုက်ခိုက်မှုအဖြစ်သတ်မှတ်ခဲ့ကြပါဗျ။အဲ့ဒီလိုအမျိုးသမီးဖြစ်ခြင်းအပေါ်အခြေခံပြီးတပြက်ချင်းသည်လူ့အခွင့်အရေးချူပေါက်သည့်ဂျန်ပတ်မှုဖြစ်သည့်အပြင်ထူးချွန်တက်မြတ်ပြီးအလားလာရှိတဲ့သူများကိုတားဆီးပိတ်ပင်ခြင်းပဲဖြစ်ပါဗျ။ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုသည်လူခွေချိုးဖောက်မှုဖြစ်ကြောင်းအမတ်ရစေဖို့အဆိုပါဒီဇင်ဘာလ6ရက်နေ့ကိုဆက်ချရတာလှုပ်ရှားမှုမှာထည့်သွင်းဖော်ပြခဲ့ပါတယ်။ကနေဒါနိုင်ငံအပြင်ကမ္ဘာတစ်ဝှမ်းလုံးမှာအမျိုးသမီးများမိခလင်ငယ်များသာမက LGBTQ+ များကလည်းဂျင်နာအခြေပြုအကြမ်းဖက်မှုတွေနဲ့ခွဲခြားဆက်ဆံမှုတွေကိုနေ့စဉ်နဲ့အများကြီးဆိုင်နေကြရပါတယ်။ကမ္ဘာကူလာသမဂ္ဂကျန်းမာရေးအဖွဲ့အစည်း WHO ထုတ်ပြန်ကြရကမ္ဘာမှာဆိုရင်အမျိုးသမီး၃ယောက်မှာတအူးကအကျဉ်းပတ်မှုကိုခံနေရပါတယ်။ 2015စကြာခုနှစ်မြန်မာနိုင်ငံလူဦးရေနည်းကျန်းမာရေးစစ်တမ်းအရာအသက်55နှစ်နဲ့55နှစ်ကြားလက်ထပ်ထားတဲ့အကြံဖက်ခံရသူအမျိုးသမီး27ရာခိုင်နှုန်းကအတူနေပေါ်ယုံကြည်သူတွေစီကနေအကြံဖက်ခံရတာဖြစ်ပါတယ်။2021ခုနှစ်နောက်ပိုင်းမှာဆိုရင်ပြည်ပခါနေမတည်ငြိမ်မှုများကြောင့်မြန်မာနိုင်ငံမှာအမျိုးသမီးအမျိုးသားမိန်းကလေးယောက်ျားလေးတို့အပေါ်လူမှုအတိုင်းအဝိုင်းမှာသတ်မှတ်ထားသောကိုယ်ပြချမ်းသာခြင်းများကြောင့်အကြံဖက်မှုအခြေအနေများများစွာနဲ့ပိုပြီးရေဆိုင်ကြပြနေရပါတယ်။ တူတယောက်ရဲ့ဂျန်နာခင်ယူချက်နဲ့လိမ့်စိတ်ဝင်စားမှုအပေါ်အခြေခံပြီးထိခိုက်နာခြင်းအောင်ပြုလုပ်ခြင်းဟာဂျန်နာအခြေပြုအကျံဖတ်မှုပဲဖြစ်ပါတယ်။ဒီကနေ့မှာဆိုရင်အကျံဖတ်မှုကြောင့်အသက်ဆုံးရှုံးခဲ့ရတဲ့အမျိုးသမီး၁၄ဦးကိုအမှတ်ရပြီးကမ္ဘာတစ်ဝှမ်းမှာဂျန်နာအခြေပြုရဲ့အကျံဖတ်မှုမှန်သမျှကိုတိုက်ဖြတ်ဖို့ဆောင်ရွက်ချက်တွေပြုလုပ်လျက်ရှိပါတယ်။ ဆက်ကြရတာလှုပ်ရှားမှုနဲ့ပတ်သက်ပြီးကမ္ဘာနိုင်ငံအသီးသီးကနေနှစ်စဉ်နှစ်တိုင်း campaign တွေ awareness အသိပညာပေးတာမျိုးတွေ event ပြုလုပ်တာမျိုး media မှာတစဉ်လူလူလှုပ်ရှားမှုတွေဖော်ပြတာမျိုးစာပေအမှုပညာကနေတစဉ်အသိပညာပေးတာမျိုးတွေလုပ်လို့ရှိပါတယ်2025ခုနှစ်စကြဝဠာလှုပ်ရှားမှုရဲ့ဆောင်ပုဒ်ကတော့မိန်းကလေးများအပေါ်ဒီဂျစ်တယ်နည်းပညာကိုအခြေခံသောအကြံပေးမှုများအားအဆုံးသတ်ရန်စုစည်းကြဆုပဲဖြစ်ပါတယ်။ ဆက်ချရတာလှူရှာမှုနဲ့အတူဒီဇင်ဘာလ6ရက်နေ့ရောက်တိုင်းမွန်ထရီယယ်မြို့မှာအမျိုးသမီး၁၄ဦးရဲ့အသက်ဆုံးရှုံးခြင်းကိုအားမေးစွာဖြင့်ဖဲကျုပ်ဖြူများဝစီခြင်းမနက်7နာရီတွင်တိတ်ဆိတ်စွာအမှတ်ရဆုတောင်းပေးခြင်းများပြုလုပ်ကြရလေလည်းရှိပါတယ်သူတို့ရဲ့ဆိုရှယ်မှုဟာအမျိုးသမီးတွေအတွက်လူအဖွဲ့အစည်းမှဘယ်နေရာမဆိုးလုံးကြုံစွာနဲ့ဂုဏ်သိက္ခာရှိစွာအနေထိုင်ခွင့်လုပ်ကင်ခွင့်ရှိရဆိုတဲ့အမှန်တရားကိုပြန်လည်ခိုင်မာပြောဆိုဖို့ခွင့်ရတခုလည်းဖြစ်ခဲ့ပါတယ်။ ဒီဇင်ဘာလ6ရက်နေ့ဟာအမျိုးသမီးတွေကိုမုံတီချင်တဲ့အကြမ်းဖက်မှုဆိုတာဟာတဦးချင်းစီရဲ့ပြဿနာမဟုတ်ပဲလူဖွဲ့စည်းတစ်ခုလုံးနဲ့ဆိုင်တဲ့ပြဿနာဖြစ်တယ်ဆိုတာကိုအမှတ်ရစေမယ့်ဒီတစ်နေ့ဖြစ်ပါတယ်။ဂျန်နာချီပြူအကြမ်းဖက်မှုကင်းရှင်းတဲ့လူဖွဲ့စည်းတစ်ခုကိုဖန်တီးနိုင်ဖို့ဆိုရင်ကျမတို့အားလုံးဟာမိသားစုနဲ့အတိုင်းဝိုင်းထဲမှာဂျန်နာချီပြူအကြမ်းဖက်မှုနဲ့ဆိုင်တဲ့အသိပညာများမျှဝေပေးဖို့အကြမ်းဖက်ခံရသူတွေရဲ့အတန်တွေကိုအဓိကထားနှာထောင်ပေးဖို့ အကြက်ဖတ်မှုကိုဖြစ်စေတဲ့အပြုမူတွေကိုရေရဲဝူဝူဆက်ကြည့်ပြောဆိုဖို့နဲ့အကြက်ဖတ်ခရသည့်အခါများမှာလည်းမကြောက်မရွံ့ထုတ်ပေါ်ပြောဆိုဖို့လိုအပ်ပါတယ်ကျမတို့အားလုံးဟာအမျိုးသမီးတွေအပေါ်အကျဖတ်မှုမှန်သမျှကင်းဝေးစေတဲ့ပုံဝင်ခြင်းတစ်ခုဖြစ်ဖို့ဂျန်နာမခွဲကြဘဲတန်းတူညီမျှတဲ့အခွင့်အရေးတွေရှိဖို့အတွက်ဆက်လက်ပြီးလှုံ့ဆော်သွားဖို့လိုအပ်ပါတယ်။ဂျန်နာခြေပြုအကျဖတ်မှုများပပျောက်ပြီးလူသားတိုင်းတန်းတူအခွင့်အရေးရရှိနိုင်မယ်လို့မျှော်လင့်ရင်ဒီနေ့ရဲ့ပေါ့ကတ်ကိုဒီမှာပဲအဆုံးသတ်လိုက်ပါရစေ။